အားလုံးပဲမင်္ဂလာပါဗျာဆိုင်းတဲ့သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမြို့ဖိုင်လျက်တော့ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အဖမ်းခံရလို့လုံငယ်လေးလမ်းပေါ်ထွက်လာတာမဟုတ်တဲ့အကြောင်းကိုပြောလာတယ်ကိုငင်းချောင်းရုပ်သံမြို့ဖိုင်လျက်ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရိုင်မာကိုငင်းချောင်းကအဲ့ဒီအကြောင်းနဲ့ဆက်ဆက်ပြီးဘာတွေဘလို့ဆက်လက်ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဒီ live စဖွင့်တဲ့အချိန်မှာတော်လန်ရဲ့အဖွဲ့အစည်းတွေအားလုံးကလူဒုနစ်နာနေလို့လူဒုနစ်နာမှာစိုးလို့ငါတို့တော်လန်ရေးလောက်ရတယ်ဆိုပြီးပြောကြတယ်နိုင်ငံရေးသမားတွေလည်းပြောကြတယ်တော်လန်ရေးသမားတွေလည်းပြောကြတယ် NUG လည်းပြောတယ် NLD လည်းပြောတယ်သို့တော့ NLD ကပြောထားတာရှိတယ်လူဒုနစ်နာမှာစိုးလို့လမ်းမပေါ်ကိုပြည်သူလူထုကိုဆွဲမတင်ဘူး NLD ဒေါ်အောင်ဆန်းစုကြည်ကလူထုနဲ့နာမှာဆိုးလို့ပြည်သူလူထုကိုလက်မပေါ်ဆွဲမတင်ဘူးဆိုပြီးတော့သူပြောခဲ့တာရှိဒေါ်အောင်ဆန်းစုကြည်ကပြည်သူလူထုကိုလက်မပေါ်ဆွဲမတင်ဘူးဒေါ်အောင်ဆန်းစုကြည်ကိုစစ်တပ်ကထောင်ထဲကိုဆွဲထည့်သွားတယ်ပြည်သူလူထုကဒေါ်အောင်ဆန်းစုကြည်ကိုထောင်ထဲဆွဲထွက်ဆွဲထည့်သွားတဲ့ဆွဲထွက်ဆွဲထည့်တဲ့အတွက်လက်မပေါ်ထွက်လာတယ်ဒါကပြောစရာဖြစ်လာတဲ့ကိစ္စတကယ်တကယ်တမ်းကျတော့ပြည်သူလူထုကဗမာပြည်မှာ စစ်တပ်အာဏာသိမ်းတာကိုလက်မခံနိုင်လို့လမ်းမပေါ်ကို တက်လာတာဒေါအောင်ဆန်းစုကြည်ကိုဖမ်းသွားလို့လမ်းမပေါ်တက်လာတာမဟုတ်ဘူးပြည်သူလူထုကသူတို့နဲ့နာ ဆုံရှုံပြီးဆိုတာကိုသိတဲ့အတွက်လူငယ်တွေအများစုက လမ်းမပေါ်ထွက်လာကြတာအခုခမားတို့ကျွန်တော်တို့မြင်နေကြတဲ့ PDF တစ်ဖြစ်လဲ GZ တစ်ဖြစ်လဲ PDF တွေဒီလူငယ်တွေဟာဒေါအောင်ဆန်းစုကြည်ကိုဖမ်းလို့ NLD ကိုထိခိုက်လို့ဆိုပြီးလမ်းမပေါ်ထွက်လာတာမဟုတ်ဘူး ငါတို့ဆုံးရှုံးနစ်နာသွားတဲ့အခွင့်အရေးတွေငါတို့တိုင်းပြည်ကြီးဒုက္ခရောက်ပြီဆိုတဲ့အသည့်နဲ့လူလူကအပြင်ကိုထွက်လာကြတာအခုအချိန်မှာရွေးကောက်ပွဲလှုပ်တော့မှ အရင်တုန်းကလိုဟို တောင်ပြိုကမ်းပြိုတွေမျိုး NLD မဲရခြင်းမှရတော့မယ်မဲရခြင်းမှရတော့မယ်ဆိုတဲ့ဟာကလူလူကပေးเสียရမရှိလို့ NLD ကိုပေးတယ်ဆိုတဲ့တက်သေးတွေတာရကတွေအကုန်လုံးကခမည်းတော်ကျွန်တော်တို့မြင်ပြီးသွားပြီ ပြည်သူလူထုပြောနေတဲ့ကိစ္စရှိတယ်။ကြက်ဖုတ်ကိုငါတို့မဲမပေးခြင်းဘူး။ပြန်တဲ့လူဘု து ပေးမလဲ။ပေးစရာမှမရှိတာ။ NLD ကိုပုံပေးတယ်ဆိုတဲ့အနေအထားအဲ့ဒါကြောင့်မလို့ဒီနေ့ခေတ်ဒီနေ့အခါရွေးကောက်ပွဲလုပ်လို့ NLD ဝင်ပြီးဟဲ့ဆိုရင်လေတောင်ပြိုကမ်းပြိုကိစ္စခဏဖယ်ထားလူထုကရွေးစရာမရှိလို့ငါတို့ရွေးတယ်။တောက်စရာမရှိလို့ငါတို့ကြွက်သက်ဆေးတောက်တယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်မဲ့ဟာတွေကမြင်းနေရတယ်။အဲ့တော့အခုစပြီးတော့ခြုံပြောအောင်။စပြီးတော့ခေါင်းစဉ်ကိုပြောအောင်။ပြည်သူလူထုပြည်သူလူထုလို့ UNG ကပြောနေတယ် တော်လိုင်းရေးသမားတွေကပြောနေတယ်ခမားတို့ပြောတဲ့ပြည်သူလူထုပြည်သူလူထုဆိုတာဘာကိုပြောတာလဲတိချက်ကတည်င်းတောက်တေရောနော်နိုင်ငံရေးသမားတွေရောတည်တည်ချာချာရှင်းရှင်းလင်းလင်းဖြစ်အောင်အခုကမေးလည်းမေးရမယ်ပြောလည်းပြောရမယ်ခမားတို့ပြောတဲ့ပြည်သူလူထုဆိုတာဘာကိုပြောတာလဲလွန်ခဲ့တဲ့နှစ်ပေါင်း50 60 90လောက်ကတိုင်းရင်းသားဒေသတွေမှာစစ်တပ်ကရရဆက်ဆက်ပတ်ပတ်ဆက်ဆက်လှုပ်ထားတဲ့အခါအဲ့ဒီလူတွေကတော့ ပြည်သူလူထုလားဟုတ်ရဲ့လားမဟုတ်ဘူးလားအရင်ဆုံးမေးစရာတွေရှိလာတယ်။အညာဒေသကပြည်သူလူထုအညာဒေသကအဲ့လူတွေကရောပြည်သူလူထုထဲမှာမပါဘူးလား။ရခိုင်ပြည်နယ်မှာအခုရှိနေတဲ့နှစ်ဖက်အတိုင်းဝိုင်းကရောပြည်သူလူထုထဲမှာမပါဘူးလား။ဘာဖြစ်လို့ဒီကိစ္စတွေကိုအခုအစပြိုးပြီးမေးနေရလဲဆိုတော့အခုနေပြည်တော်ကိုပြန်ပြီးတော့တိဆောက်တာပဲဖြစ်ဖြစ် နေပြည်တော်ကိုပြန်ပြီးတော့ဟိုရွှေချတာပဲဖြစ်ဖြစ်အဲ့ဒါတွေလောက်လာပြီးဟေးဆိုလို့ရှိလို့ရှိရင်ကုန်ကြစိတ်တရားများလာပြီပါဇက်နဲ့ဆောက်လို့မရဘူးအခုယုံနေဂတ်တွေရှိသမျှအဆောက်အဦတွေအကုန်ပြန်ဆောက်မယ်ဆိုတဲ့ဟာတွေအကုန်လုံးကပါဇက်နဲ့ဆောက်လို့ရတာတခုမှမရှိဘူးလေထိုးပြီးလေလျော်လို့ရတာတခုမှမရှိဘူးလေးလေးမောင်ရေးကျမ်းမာရေးဂရုစိုက်ပါလေးလေးမောင်သတိရလို့အခုနေပြည်တော်ပြန်ပြီးတော့တိဆောက်မယ်ဟေးဆိုလို့ရှိရင်ဟာခရိုနီတွေကိုပြန်ခေါ်ရတယ်ဆောက်လို့ရေးသမားတွေကိုပြန်ခေါ်ရတယ်ဒီလူတွေအကုန်လုံးက အရင်တော့ရခဲ့တဲ့ပတ်စံတွေသူတို့လည်းကုံသင်းတလောက်ကကုံသွားပြီပြီးတော့ဒီအဆောက်အဦတွေစောက်မယ်ပြုတ်မယ်ဟဲ့ဆိုလို့ရှိရင်ပတ်စံလိုးလာတယ်ပတ်စံလိုးလာလို့ရှိရင်စစ်တပ်မှလည်းပတ်စံမရှိဘူးခင်ဗျားတို့ပြောတဲ့စကားကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးမင်းအောင်လိုက်မှာပတ်စံမရှိဘူးဝင်ဝင်မရှိဘူးတန်းရွှေခစ်တဲ့ဆာလို့ရှိရင်တော့မင်းအောင်လိုက်ကအခုချိန်မှာဝင်ဝင်နဲလာတယ်ဒါကတော့ကျင်းသေးတယ်ဒီအခါမှာပါမစ်တွေပေးရတော့မယ်နော်အခွင့်အရေးတွေပေးရတော့မယ်စီးပွားရေးသမားတွေကိုစီးပွားရေးသမားတွေ max zor zor ပဲဖြစ်ဖြစ်ခင်ဗျားတို့ပြောနေတဲ့ခင်ရွှေပဲဖြစ်ဖြစ်တင်ရွှေပဲဖြစ်ဖြစ်ကြောင်ရွှေပဲဖြစ်ဖြစ်အဲ့ဒီကောင်တွေအကုန်လုံးက သူတို့အထက်ကစိုက်ပြီးတော့လုံမှာမဟုတ်ဘူးသူတို့အမျက်ရမှာသူတို့လုံမှာသူတို့ကြောက်လန့်ပြီးလှုပ်တဲ့ထားရင်လည်းအရေးသေးရမိချင်းမှမိပဲအဲ့တော့ဘာလုပ်ရမလဲမင်းအောင်လှိုင်ကအခွင့်အရေးတွေထပ်ပြီးတော့ပေးရမယ်အဲ့လိုအခွင့်အရေးတွေပေးရမယ်ဆိုတန်းရွှေခက်ကလို့ဟဲ့အောင်ဖားကမှာကြောက်စိမ့်သွားတူးလိုက်ဟဲ့အောင်ဟိုနေရာမှာရွှေသွားဆိုဘယ်လိုပြောမလဲရွှေသွားတူးလိုက်လောက်ခိုင်းလို့မရတော့ဘူးအဲ့ဒီအခါမှာဘာတွေဖြစ်လာမလဲဆိုတော့ခမရတို့အခုစစ်တပ်လှုပ်ရှားလို့ရနေတဲ့မြို့ကြီးတွေမှာဒီကောင်တွေကအခွင့်အရေးကိုမရရအောင်ယူတော့မှာ ခင်ဗျားတို့အခုဘာမှအေးအေးဆေးဆေးနေပါလေဆိုတော့မြို့ကြီးတွေမှာပဲစစ်တပ်ကအခွင့်အရေးပေးလို့ရတော့မှကချင်ပြည်နယ်မှာအခုသွားဖက်ကမှာကြောက်သွားတူးဆိုလို့ရှိလို့ရှိရင်လည်းသွားတူးလို့မရတော့ဘူး။သူဟာနဲ့သူတိမ့်ထားပြီးတိုင်းရင်းသားဒေါ်လာရေးအဖွဲ့အစည်းတွေကနောက်ဆုံးဖက်ကမှာတူးလို့ရတယ်ပဲသဘောထားအောင်။ဒီဖက်ကကနေပြီးတော့ရန်ကုန်ကိုသေမလားဖက်ကကနေပြီးတော့တရုတ်ပြည်ကိုသေမလားအဲ့ဒီအစစ်စစ်လမ်းကြားတွေမှာ PDF တွေလည်းရှိနေပြီ။နော်တိုင်းရင်းသားအဖွဲ့အစည်းတွေလည်းရှိနေပြီ။ဒါပေမဲ့ PDF တွေကတော့ဟို UNG UNG ဘယ်လိုပြောမလဲစောင့်နေတဲ့ကင်းတွေကတော့ကိုကကြောက်တယ်ဒါဖို့မင်းလေးလေးပြောတာ။ ။ဘာဖြစ်လဲဆိုတော့နိုင်ငံတကာကသာလေရင်စီပိတ်ဆို့ဖို့လုပ်နေတာ။ NUG လမ်းကြောင်းကနေပြီးတော့တရုတ်ပြည်ကနေပြီးတော့လေရင်သွင်းလို့လေရင်စီသွင်းနေတယ်။အဲ့ဒါကကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးနော်။ခမည်းတော် PDF တွေကိုယ်တိုင်ကဝင်ခန်းနေတဲ့ကိစ္စ။ PDF တွေကိုယ်တိုင်ကအကောက်ခုံကောက်နေတဲ့ကိစ္စ။တခါတခါကြာရင်ဒီဟာတွေကမပြောချင်လဲပြောရတယ်။ပြောချင်လဲပြောရတယ်။တိုင်းရင်းသားဒေသတွေကနေပြီးတော့နော်အစိုးရကလေရင်စီပြင်သွင်းလို့မရဘူးတရုတ်ပြည်ကနေပြီးတော့လေရင်စီပြင်သွင်းတဲ့ကိစ္စအိန္ဒိယကနေလေရင်စီပြင်သွင်းတဲ့ကိစ္စက ် NUG gate တွေကိုအခွန်ပေးပြီးတော့စစ်တပ်ကလေးစီစီတင်သွင်းနေတယ်ဆိုတဲ့ကိစ္စဒါတွေကခင်ဗျားတို့စကိုင်းဘက်မှာပြောလာတဲ့အညာဘက်မှာပြောလာတဲ့ဒီလိုပြောလာတဲ့ကိစ္စဟာနိုင်ငံတကာမှာကြားလို့ရှိရင်တော့လေးရင်စီဟိုကဘာကြီးကပေါ့လေးရင်စီဖြတ်တောက်ဖို့ကိစ္စကိုလှုပ်စော်ပါတယ်လှုပ်စော်ပါတယ်ပေါ့ကဘာကြီးမှပြောနေတာလေရင်စီတွေဖြတ်တောက်ဖို့လိုတဲ့လေရင်တွေဘုံကျဲနေတယ်ပြီးသွားလို့ရှိရင်လေရင်စီတွေက NUG gate ကိုပတ်စံပေးပြီးလဲပေးပြီးရောရောက်လာအောင်ဩအဲ့ဒါညီညာအောင်ပြောတာမဟုတ်ဘူးအဲ့တော့ပြဿနာတွေအကုန်လုံးရဲ့ ဘယ်လိုပြောမလဲဆိုတော့ပြဿနာတွေအကုန်လုံးရဲ့ပြဿနာတွေအကုန်လုံးရဲ့အဆင့်အမြင့်တွေအကုန်လုံးကစစ်တပ်နဲ့ UNG ကြောင့်ဖြစ်နေတာပြောလို့ရှိလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတန်းချွင်နဲ့တွေ့တယ်လို့ပေါ့ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတန်းချွင်နဲ့တွေ့ပြီးလို့ရှိလို့ရှိရင်ကော်ဖီလေးတစ်ခွက်တိုက်လိုက်ဒေါ်အောင်ဆန်းစုကြည်ကအိုးကော်ဖီလေးအင်္ဂလန်သတိရလိုက်တာဖြစ်လိုက်ပြီးသွားလို့ရှိလို့ရှိရင်သူကသူပျော်သွားလိုက်အဲ့လိုမျိုးတွေဖြစ်နေတာတော့ကြကြရင်အာ ဒေါ်စန်းစုကြည်နဲ့စစ်တပ်ကထောက်လိုင်းရဲနဲ့တွေ့ပြမိအရာရှိတွေနဲ့တွေ့ပြမိဟာဘေးက NLD ကိုဝင်းရံတဲ့ကောင်တွေကရှောက်ပြောတယ်ဒေါ်စန်းစုကြည်နဲ့ဦးသန်းချွတ်နဲ့တွေ့ပြီးမနက်ဖြန်မင်္ဂလာဆောင်မယ်တပတ်ခါခလေးမွေးမယ်ကိုဝင်ရှိပြီပါညာရှောက်ပြီးမဟုတ်ကောက်ကတွေပြောကြတာပေါ့ဗျာပြီးလဲပြီးတော့တကယ်တကယ်တမ်းကျတော့ဟဲ့ကြွလာအင်္ဂလန်နေမှာလိုက်တဲ့ကော်ဖီလေးတောက်ကြည့်လိုက်အောင်နော်အာကောင်းနေအန်ကဲကောင်းနေနော်ဒီမှာဒီအိမ်မနေရတာလည်းအဆင်ပြေတယ်အိမ်ဖော်ကလည်း9ယောက်10ယောက်လောက်ရှိတယ်အဆင်ပြေတယ်ညနေဆိုလည်းနှိပ်ပေးတာတွေမှာစက်တည်းလည်းရှိတယ်ဟာအကုန်လုံးအဟုတ်ပြီဟုတ်ပြီအေးပြီးတော့ NLD ရကောင်နေပါပြောမလဲဒေါ်စန်းစုကြည်နဲ့ဦးသန်းချွတ်နဲ့ကော်ဖီတောက်တဲ့ကိစ္စကိုပြေးပါမနက်ဖြန်ဒေါ်စန်းစုကြည်နဲ့ဦးသန်းချွတ်နဲ့စကားပြောထားပြီးနိုင်ငံရေးအကျဉ်းသမားတွေ လည်းလွတ်မယ်။အာအမေရိကန်ကလည်းချက်လက်မှတ်တွေအလွတ်တွေပေးပြီးဒေါ်ဆန်းစုကြည်ကြိုက်တော့သုံးလို့ရမယ်။တန်းချွေကြီးကလည်းအနားယူတော့မယ်စာဖတ်နေတဲ့ဒီအခုလည်းဒီတိုင်းပဲဖြစ်နေတာ။အခု UNG ကနေပြီးတော့ဖွဲ့ထားတဲ့ပါသုံးလုံးတွေကဟိုရွှေတူးမယ်ပေါ့ရင်ပြောတွေနဲ့ရွှေတူးမယ်စစ်တပ်ကလည်းပတ်စံပေးပြီးသွားပြီ UNG ကလည်းပတ်စံပေးလိုက်တူတွေနဲ့လူတူမြစ်တွေကောတွေချောင်းတွေအကုန်ပြောဒါမျိုးတွေနဲ့ဖြစ်နေတာ။အဲ့တော့ခင်ဗျားတို့ပြောတဲ့လူတူနစ်နာမယ်လူတူနစ်နာမယ်။အဲ့ဒီရွှေတူးမယ်နေရာမှာရှိနေတဲ့လူတူကမနစ်နာဘူးလား။ အဲ့တော့လူထုနဲ့နာမယ်လူထုနဲ့နာမယ်ဆိုတဲ့ကိစ္စကို NUG ကိုတည်တည်ရှာရှာမေးကျင်တယ် NUG ကတတ်မှတ်ထားတဲ့လူထုဆိုတာဘယ်လူတွေလဲ NLD အဖွဲ့ဝင်တွေပဲလားငါတို့ကိုထောက်ခံတဲ့လူမှလူထုလားဘာဖြစ်လို့ကျွန်တော်ဒီစကားပြောလဲဆိုတော့ချင်းပြည်နယ်မှာအခုတိုက်ပွဲတွေဖြစ်နေဖလန်းတို့ဟာခါတို့ရှိသမျှပြည်သူလူထုကအကုန်လုံးထွက်ပြေးနေရတယ်လူတွေကထွက်ပြေးနေရတယ်အဲ့ဒီဟာကချင်းဘရာသာဟုပေါ့ချင်းညီနောင်ကိုပဲထောက်ခံတဲ့အတွက်ဒါကလူထုမဟုတ်ဘူးအမင်းတို့ကချင်းနေဟာရခိုင်ပြည်နယ်မှာလည်းအခု ိုးချုပ်ထုံးမြတ်နိုင်မိမနေပြီးတော့ဂေါ်အမိတွေတော့ဂေါ်ရမီကိုအမိပြုတ်ပြီးတော့ဟိုသာသမီအရင်လိုစောက်ရှောက်ပါမယ်ဆိုပြီးအကူညီတွေဘလောက်ပေးပေးရခိုင်နေဒုက္ခရောက်နေအာအဲ့ဒါရခိုင်နေလူလူတွေမှမပါဘူးငါတို့ထောက်ခံတာအမေရိကကနေထောက်ခံတယ်အော်စတြေးလျကနေထောက်ခံတယ်ဂျပန်ကနေထောက်ခံတယ်အဲ့ဒီလူတွေအကုန်လုံးပဲလူလူဖြစ်တယ်ဗမာပြည်တွေကအခုမြည်ပြတ်တာတို့ရေရေမရတာတို့အလုတ်ခါတွေမတိုးတာတို့ဒါတွေကလူလူမဟုတ်ဘူးအဲ့ဒါလိုမျိုးသတ်မှတ်ထားတာမေးစရာဖြစ်လာပြီမေးစရာဖြစ်လာပြီအခုကချင်ပြည်နယ်ဗမာမှာတိုက်ပွဲတွေဖြစ်နေတယ် အဲ့ဒီနေရာမှာအဲ့ဒီဒေသမှာရှိနေတဲ့ရွာသားတွေပဲဖြစ်ဖြစ်မြို့သားတွေပဲဖြစ်ဖြစ်အစာတောက်တွေနော်စီတွေရိတ်ခါတွေအကုန်လုံးအခက်ခဲတွေဖြစ်နေအဲ့ဒီလူတွေကတော့မနစ်နာဘူးလားအဲ့ဒီလူကအဲ့ဒီဒေသကလူတွေရောလူလူထဲမှာမပါဘူးလားအခုကရင်ပြည်နယ်မှာကြုံတို့တို့ကြာရင်စိတ်ကြီးတို့မှာတိုက်ပွဲတွေဖြစ်နေအဲ့ဒီအရရမှာရှိနေတဲ့ခြေနှချောင်းနဲ့လမ်းလျှောက်နေတဲ့အသက်ရှိတွေဒုက္ခအနေနဲ့အများဆုံးသူလူရောက်နေ အဲ့ဒါတွေကိုက UNG တို့ဗမာပြည်ကနိုင်ငံရေးသမားတွေပါတီနိုင်ငံရေးတွေ UNCC အဲ့ဒါတွေကကောလူထုမဟုတ်ဘူးလားလူထုထဲမှာမပါဘူးလားဒီတော့ခမားတို့ပြောနေတဲ့လူထုလူထုဆိုတဲ့ကိစ္စကိုခမားတို့ကိုယ်တိုင်ပြန်ပြီးတော့အဖြေပေးဖို့လိုတယ်ကျွန်တော်တို့ပြောတဲ့လူထုဆိုတာတယောက်အထက်ကဖြစ်ပြီးတော့ခြေောက်နှစ်ချောင်းနဲ့လမ်းလျှောက်ရင်လူဖြစ်ပါတယ်လူထုဖြစ်ပါတယ်ဆိုတဲ့ကိစ္စကိုခမားတို့ပြောဖို့လိုလာတယ်ခမားတို့အဲ့ဒီမေးကိုမေးဖို့ပါလိုလာတယ် အန်ယူဂျီကိုဟိုဘယ်လိုပြောမလဲရံပုံငွေရှာပေးတဲ့လူတွေကိုမှလူရံပုံငွေရှာပေးတဲ့လူတွေကများတာဟုတ်အဲ့ဒီဟာကိုမှလူထုလို့သတ်မှတ်တာလားအန်အန်အန်ယူဂျီကိုရံပုံငွေရှာပေးတဲ့လူတွေဒုက္ခရောက်မှာပေါ့ဥပမာနိုင်ငံသားမှာအာထရန်နဲ့ပြဿနာတက်လို့ဥရောပမှာဥပဒေတွေပြင်လို့အဲ့ဒီလူတွေဒုက္ခရောက်မဲ့ဟာကိုလူထုလို့သတ်မှတ်တာလားဗမာပြည်ထဲမှာရှိနေတဲ့ရေမရမီးမရနော်စစ်တပ်ကအနိုင်ကျင့်လို့ရှိရင်ခန်းလက်နက်ကြီးနဲ့ပြစ်လို့ရှိလို့ရှိရင်ပြေးသေးအဲ့ဒါတွေကြရင်ဒါလူထုလို့အန်ယူဂျီရဲ့ဒက်ရှင်နရီထဲမှာပေါ့မပါဘူးလား 那、这个俺有金嘛没那么好付，阿古他妈表内子了啵？A 毛路过过期了老婆，明天表内来扒地扒地扒地也路的，明天明天到半夜，天光你也没的，A 毛路过过期了也没的，明天到半夜不知道奥嘛嘞，明天扒地扒地的越高越热闹哦，扒楼路也嘛嘞，这种哦阿爸我那水表在干嘞表啊，明天、嗯、我们佣金有没了？没佣金我收了钱没退给你，明天俺吃下一交完收了钱了，可把别交完不？ အဖအူလာရွှေနဲ့တွေ့တဲ့အချိန်မှာအဖအူလာရွှေကပြောလဲဆိုတော့ကျော်ဝင်းမင်းဟာမင်းလက်နဲ့ချပြီးတော့စစ်တပ်နဲ့ပေါင်းပြီးစားရည်ရေးကလိန်ကကြစ်တွေလုပ်ပြီးတော့မင်းဟာမင်းပြောနေတဲ့ကိစ္စမင်းအလုပ်ကိုမင်းလုပ်တာမင်းရန်သူဘက်ကိုဗတ်ပြောင်းသွားတာအဲ့ဒါမင်းရဲ့တဦးသီးသောသဘောပြဿနာမရှိဘူးဗမာပြည်ကွန်မြူနတီပါတီမှာကွန်မြူနစ်စနစ်ကိုယုံကြည်ပြီးတော့ကောင်းနေတဲ့လူတွေလည်းရှိသေးတယ်မင်းနဲ့မကျေနပ်တဲ့ပုံကိုယ်တွေကိုမင်းပြောကြည့်ရင်ပြောလူကိုနာမည်တက်ပြောအဲ့လိုမပြောဘဲနဲ့ 啊，破还是有，没标吧嘞？标了，写写，还要交费，没少花过。一来不来不买手表，啊不，我那说啊，没事干嘛标着嘞？这他妈一盘女的吧是，别的又没男的吧是，那是女的吧是。明天我标你嘞，交会所来搞我标了。明天、嗯嗯啊、我雇小你嘞，我咱说那一路乌黑毛交了，乌黑毛就话多钱嘞？咱说那一路毛毛不露了，毛毛乌黑了不露了，哎妈好一开路路八路路呢，一路路你来搞。明天国民的别的，明天十块钱哎那包。 စစ်တပ်နဲ့ပေါင်းပြီးတော့မင်းတို့ကိုကြိုးရှာစီးပွားရှာပြီးတော့မင်းတို့ကိုကိုကိုပြီးရင်ဆရာကြီးလုံနေတဲ့ကောင်လေးတိတ်ပြီးတော့မပြောချင်ဘူးပြောလိုက်လို့ရှိရင်မင်းတို့လောက်တီးတဲ့ကောင်လည်းမရှိဘူးမင်းတို့လောက်တတ်တဲ့ကောင်လည်းမရှိဘူးအဲ့တော့ထားအဲ့ဒါဒီခဏထားအဲ့တော့လူထုနစ်နာမယ်လူထုနစ်နာမယ်ဆိုတဲ့ကိစ္စပြောလို့ရှိရင်အခုပြည်သူလူထုကနစ်နာမနေဘူးလားအခုပြည်သူလူထုကနစ်နာမနေဘူးလားရန်ကုန်မှာနေနေတဲ့လူတွေလည်းအမှောက်ကဘာတဲ့ရောက်နေတယ်ဟုတ်တိုင်းဝတ်တိုင်းလောကစတိုင်းလောကသားတွေရဲ့စကားနဲ့ပြောရရင်ဗမာပြည်ထဲမှာရှိနေတဲ့လူတွေကအမှောက်ကဘာလူသားတွေထိုင်းမှာရှိနေတဲ့လူတွေက ဟိုအလင်းကဘာလူသားတွေဖြစ်နေတယ်။တိုင်းလောကစကားနဲ့ပြောရင်ရန်ကုန်ကလူတွေကအများဆုံးမီးရလို့ရှိရင်3နာရီ4နာရီပဲ။ဟိုမှာဗန်ကောက်မှာ24နာရီမီးလင်းနေတယ်။ဒါကြောင့်လူတို့နစ်နာမယ်လူတို့နစ်နာမယ်ဆိုပြီးတော့မြို့ကြီးတွေသိမ်းမင်းတို့တစ်ခါတစ်ခါကြားရင်မင်းတို့ပြောတဲ့စကားတစ်ခါတစ်ခါကြားလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ရီစရာလည်းကောင်းတယ်။လူတို့နစ်နာမယ်လူတို့နစ်နာမယ်ပြောတယ်။ကောလင်းကြတော့မင်းတို့ဝင်သိမ်းပလိုက်တာပဲလေ။ ကောလင်းဝင်သိပ်ပြီးလဲဝင်သိပ်ပြီးတော့အခုစစ်တပ်ကနေပြီးတော့အကုန်ဘုံတွေကျဲလုံလဲလုံတော့အဲ့ဒါကောလင်းမျိုးကြီးကမနစ်နာပါဘူးလားမင်းတို့ဗန်ကြီးတွေပါဖွင့်ထားတာအဲ့မှာကောလင်းမှာဗန်ကြီးတွေရောတမရာယုံတွေရောရှိသမျှဟာတွေရောမင်းတို့ဖွင့်မယ်ဆိုပြီးလုံပြီးလဲပြီးအခုကောလင်းကနစ်နာမတော်ဘူးလားကောလင်းမှာနေတဲ့လူတွေဒီဒါလူလူလူထဲမှာမပါဘူးလားလူလူထဲမှာမပါဘူးလားမင်းတို့ NDO မဲပေးရင်နိုင်ငံရေးရရေချင်ကမြင့်သွားပြန်အောင် NDO ဟေး NDO ကလူတွေတဲကတချို့ကတော့တော်တော် အသုံးမကျဘူးပြောလို့ရှိရင် NDO တဲကတချို့သောလူတွေကအသုံးမကျဘူးပြောရင်လဲမင်းတို့အဲ့ဒီကောင်တွေအကုန်လုံးကရန်သူလူတွေဖြစ်သွားပြန် ဒါကတော်လှန်ရေးဘက်အချမ်းနေပြောတာမင်းတို့စစ်တပ်ကအပိုင်းဝိုင်းအောင်ကောင်းနေလို့အခုပြောပြပါဦးမယ်မင်းတို့စစ်တပ်မှာမင်းအောင်လိုက်တော့အရေးအချင်းရှိတဲ့ကောင်တကောင်းမှမရှိတော့ဘူးလားမင်းတို့စစ်တပ်မှာမင်းအောင်လိုက်တော့အရေးအချင်းရှိတဲ့ကောင်တကောင်းမှမရှိတော့ဘူးလားဘာဖြစ်လို့လဲမင်းအောင်လိုက်ကအသက်60လဲကျော်သွားပြီပင်စီယူရမယ့်အရွယ်မင်းအောင်လိုက်ကပင်စီယူရမယ့်အရွယ် ပင်စီယူရမယ့်ကောင်ကပင်စီမယူဘဲနဲ့ဖြစ်နေတော့မင်းတို့စစ်တပ်ကစစ်သားလေးတွေမှစောက်သုံးမကြတာစစ်သားလေးတွေမှသုံးစားလို့မရတာမဟုတ်ဘူးမင်းတို့စစ်တပ်မှာရှိနေတဲ့မင်းအောင်လိုက်လက်အောက်ကကောင်းနေအကုန်လုံးကအဆမင်းတို့မှာစစ်တပ်မှာအရေးအချင်းမရှိတဲ့အတွက်မင်းအောင်လိုက်ကဆက်ပြီးတော့ပင်စီယူရမယ့်အရွယ်တော်ပင်စီမယူဘဲနဲ့ဆက်ပြီးတော့အုပ်ချုပ်နေရတယ်ဆိုတဲ့ဟာကဒါကပေါ်တင်ပေါ်တင်ကြီးဖြစ်နေပြီမင်းရမင်းစစ်တပ်ကိုဘောပဲမှမှစစ်တပ်ဘောပဲငုံငုံစစ်တပ်ကကောင်းနေနဲ့ပဲမင်းတို့အမျိုးကြိုက်တယ်လို့နေနေစစ်သားတွေကိုမေးကြည့်တာ မင်းတို့စစ်တပ်မှာအသက်60ပြည့်လို့ရှိရင်ပင်စီယူရမယ်မင်းတို့ဥပဒေတွေထုတ်ထားတယ်အာဟိုစစ်တပ်ရဲ့အရေးပေါ်ဥပဒေတွေဘာညာတာရကာတွေအရာပေါ်ဟာစစ်ဟိုးစာ65နှစ်အထိရတယ်လို့80အထိရတယ်လို့မင်းတို့မင်းတို့ထုတ်ထားတဲ့ဥပဒေတွေအဲ့ဒါတွေခဏဖယ်ထားမင်းတို့စစ်တပ်ထဲမှာမင်းအောင်လိုက်တော့အရေးချင်းဘယ်လိုပြောမလဲမင်းအောင်လိုက်တော့အရေးချင်းရှိတဲ့ကောင်ပေါ့ကတော့ဗာမင်းအောင်လိုက်လို့မျိုးစောက်သုံးမကြတဲ့ကောင်မင်းအောင်လိုက်ထဲပို့ပြီးစောက်သုံးမကြတဲ့ကောင်မရှိတော့ဘူးလားမင်းတို့စစ်တပ်ထဲမှာမင်းတို့စစ်သားဆိုတဲ့ကောင်နေနိုင်ငံတော်တစ္ဆာတွေပြစ်တာတွေရှောက်ပြီးတော့ 有哪天搞呢？没有，实在太麻烦。没有哪天破病了，杀东家来搞，我们死路了。没有哪天偷打拍打的，阿他哩受不了我们哩呢？没有哪天吃屎逼了，没有哪天变成妖怪了。记住，骗你两个，实在太麻烦了，杀东家来搞，搞我们屁。俺有几下嘞？东沙路没有？实在搞嘞，都杀东家来搞，搞我们笑。俺有几下嘞？东沙嘞，东沙路没有？ 老沙路没下来，十点上到我们家来十点去。老沙路没下来，俺有几有？比这泸州高了，我跟老爸也，俺妈是过逃看的。俺都说呀，俺有几？我爸妈的也来，上到我们家来搞，刚上路的嘞，没有来十点搞高了，俺都十点。你说天安安嘛？天安安嘛没必要路线，平安安别没来。天安安嘛都看的不要，平安安都看要没来。刚才那个生产系统十点吗？ နော်အစိုးရရဲ့ဝန်ထမ်းတွေဘာတွေအကုန်လုံးကအသက်60ပြည့်လို့ရှိလို့ရှိရင်ပင်စင်ယူရမယ်စစ်တပ်ကကောင်တွေကအဲ့ဒီလိုမျိုးဒီဘယ်လိုပြောမလဲဆက်အနာရှင်စနစ်နဲ့အုပ်ချုပ်ခြင်းတဲ့ခါကြတော့ဟိုသူတို့တပ်တန်းတွေတိုးထားတယ်အာထပ်ပြီးတော့အရေးပေါ်အခြေအနေအရာကာကွယ်ရေးဦးစီးချုပ်ကဟိုထပ်ပြီးတော့ဗောငါးနှစ်အုပ်ဟိုငါးနှစ်ထပ်ပြီးတာဝန်ထမ်းလို့ရတယ်လို့10နှစ်ထပ်ပြီးတာဝန်ထမ်းလို့ရတယ်လို့ဆိုပြီးသူတို့ပြဋ္ဌာန်းထားတယ်မင်းတို့ဥပဒေဆိုတဲ့ဟာပြဋ္ဌာန်းတာအဲ့ဒီဟာတွေအကုန်လုံးကစောက်သုံးကြတဲ့ကောင်တွေမရှိလို့ စောက်သုံးမကြတဲ့ကောင်တွေအုတ်ချုပ်အောင်မင်းတို့ဥပဒေတွေပြဋ္ဌာန်းထားတာမင်းတို့စစ်တပ်ကဘောမတွေမင်းတို့စစ်တပ်မှာစစ်မှုထမ်းဥပဒေဆိုတာရှိတယ်အသက်ဘလောက်ရောက်လို့ရှိလို့ရှိရင်ပင်စင်ယူရမယ်အဲ့ဒါရှိပြီးသားအခုမင်းတို့သိတယ်မင်းအောင်လိုင်းဘယ်ဘယ်တိုက်ပွဲမှလည်းမနိုင်ဘူးမင်းအောင်လိုင်းဘာမှလည်းလုပ်လို့မရဘူးအဲ့ဒီအပြင်မှာမင်းအောင်လိုင်းကိုနိုင်ငံတကာကလည်းဖန်ဝရမ်းတွေထုတ်ထားတယ်ဟဲ့ဆိုရင်သူကပင်စင်ယူရမယ်အရွယ်မှာမင်းတို့ပင်စင်ကိုပေးရတော့မယ်မင်းတို့စစ်တပ်မှာအပြောင်းလဲကိုလုပ်ရတော့မယ်ခေါင်းဆောင်အစ်စ်ကိုရွေးကိုရွေးရတော့ 没有那样，脑壳呗，尖尖白白，万水萝卜，三五百拍比较标准啊，比较，标对称哟。哦，一百个户不六标嘛，那楼口在高不六，不至于哦。后咋八瓦盘来不？八瓦盘那边啊，后咋楼不要，那楼没空空不？第六，平房是压力也偏的，实在嘛嘞，上楼价来搞都好蛮平。安吉亚嘞，楼差楼没有。毕竟呢，苗吉亚六六亚嘞，安吉地按照我说呀。 စစ်တပ်ကအောက်ခြေရရဲဘော်တွေနာမည်ပြတ်တယ်လို့ပဲ UNG ရဲ့ပကဖားတွေကလည်းနာမည်ပြတ်နေဖြစ်နေတာဖြစ်နေတာကိုစဉ်းစားကြည့်နော်စစ်တပ်မှာနော်စစ်တပ်ကအောက်ခြေမှာရှိတဲ့အကောင်အရိုင်းမိုင်းကြီးအာဘောနော်စစ်တပ်အောက်ခြေမှာရှိနေတဲ့လူတွေအကုန်လုံးကလည်းဇရိုက်တွေပြတ်အသုံးစားလို့မရ UNG အောက်ကပါသုံးလုံးတွေပါတယ်ပပပါလို့ရှိရင်ပပတ်တွေပေါ့သိရမှာပပါလို့ရှိလို့ရှိရင်ပပတ်ဆိုတဲ့ကောင်တွေကလည်းသုံးစားလို့မရဒီတော့ပြစ်နေတဲ့ကိစ္စအဲ့ဒီဟာမှာတိုင်းရင်းသားတွေကဘာကိုရွေးရလဲဆိုတော့ ငါတို့ကိုဘယ်ကောင်မိခိုလဲပေါ့မိခိုတဲ့ကောင်ကိုငါတို့ကထောက်ပံ့မယ်ဆိုပြီးတိုင်းရင်းသားတွေကလည်းထောက်ပံ့ရတယ်လို့ဖြစ်ဒီတော့ဒီနိုင်ငံကြာပွန်းလို့ခေါ်တယ်ဒီနိုင်ငံဗမာပြည်ဆိုတဲ့နိုင်ငံကိုဖျောက်ပြီးတော့ဗာနိုင်ငံလို့ခေါ်ရမလဲဆိုတော့ကြာပွန်းနိုင်ငံလို့ခေါ်ရတဖြည်းဖြည်းနဲ့ကြားလာကြားလာကြားလာလေးပွန်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 းသွားလေးနော်ကြာပွန်းနိုင်ငံလို့ခေါ်ရတယ်ဘာဖြစ်လို့လဲဆိုတော့တဖြည်းဖြည်းနဲ့ကြားလေးကြားလေးကြားလေးပွန်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 းသွားလေးဆိုတာဘလို့ပွန်းသွားလဲ တရုတ်ကလည်းခြံစည်းရိုးတစ်ဖြည်းဖြည်းနဲ့အင်းမှာတိုး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 ပြီးကားလာတယ်။ဟိုဘင်္ဂလားဒေ့ရှ်ကလည်းနေဆက်လူတွေဆိုတော့ကြာကြရင်ကျွန်းနေပါသွားပြန်ပြီ။ဟာတခါလဲကြာလို့ရှိလို့ရှိရင်အိန္ဒိယဘက်ကလည်းတစ်ဖြည်းဖြည်းနဲ့ခြံစည်းရိုးလေးကိုပိုးပို့ပြီးတော့ခတ်လာ။အဲ့တော့ဘာဖြစ်လာလဲ။ဒီနိုင်ငံကကြာပိုးနိုင်ငံကြီးဖြစ်လာ။လူငယ်တွေကိုကြီးလိုက်တဲ့အခါကျတော့လည်းအကုန်လုံးကပဆန့်ရှိရှိမရှိရှိနိုင်ငံเจ้าကိုရတဲ့နီးနဲ့ထွက်မယ်ဆိုတဲ့လူငယ်တွေကြီးပဲ။အဲ့တော့လူငယ်တွေနိုင်ငံเจ้าကိုထွက်တယ်။မိဘဆိုတာမိဘပဲ။ကိုသားသမီးအဆင်ပြေလားမပြေလားနော်။ အစဉ်ပြေတဲ့မိဘငါသားသမီးနိုင်ငံခြားသွားတယ်ဆိုလို့ရှိရင်ဗမာပြည်တွေကရှိစုဆောင်ထားတဲ့ရွှေလင်းငွေလေးကိုရောင်းပြီးတော့နိုင်ငံခြားကိုပို့ဗမာပြည်တွေကငွေရနိုင်ငံခြားကိုပြန်ထွက်အလုတ်လုတ်ပြီးတော့ဟာကိုရီးယားမှာပေါ့ကင်ချီစားပြီးတော့နော်ချင်ပန်စားပြီးတော့အလုတ်ပတ်စံတွေစုပြီးတော့အိမ်ကိုပို့တဲ့ခါကျတော့လေအိမ်ကနေပြီးတော့ဟဲ့နစ်တူလေးတွေတူမာလေးတွေရှိတယ်စစ်သားမစုဆောင်အောင်ပတ်စံပေးမယ်ဆိုလို့ရှိရင်ကင်ချီတောင်မှနောက်ဆုံးကြလို့ရှိရင်ကိုရီးယားမှာကင်ချီတောင်မစားနိုင်တော့ဘူးကိုရီးယားမှာနောက်ဆုံးကြရင်ကင်ချီစားပြီးတော့ပတ်စံဆုတဲ့လူတွေတောင်မှနောက်ပိုင်းမှာကင်ချီစားနိုင်မှာမဟုတ်တော့ဘူးဒီတော့ 第三边的路偏的在哈嘛，这七条这五条不路幺么嘞？啊，六条加六条么好标，那加加六七六七按有几样嘞？西瓜一样老么嘞？都如讲刚一样这路刚嘞，哦，不路幺么嘞？来不着，来不着嘛不？接力长不？来不着接力长跟下路不？张三手机也那边了，娘，张三手机也那边了，啊，和表弟表跑一样嘞，跑一样不？跑吧，没两娃嘞，他跑吧，那么得跑跑一样跑吧，没两没叫，其他面到这里来别个。 ဒေါအောင်စန်းစုကြည်အေးစေးပဲနောက်ဆုံးလှုပ်လိုက်လှုပ်လိုက်ဘာဖြစ်လို့လဲပြည်သူလူထုနဲ့နော်ဒါစစ်တပ်ကနေအစီအပြေဖို့အရေးကြီးတယ်ဖေဖေတီတောင်းထားတဲ့စစ်တပ်အခုဖေဖေတီတောင်းထားတဲ့စစ်တပ်ကသူ့ကိုအေးစေးစေးပဲပြောလိုက်ရင်ဖရဲသီးဆိုတဲ့ကောင်လေးလည်းအခုပဲရောက်ကုန်ပြီလည်းမသိဘူးဒေါအောင်စန်းစုကြည်ဘာဖြစ်တယ်လည်းမသိဘူးတကယ်တကယ်တမ်းကြားလို့ရှိရင်ကျွန်တော်အင်တာဗျူးကျင်တယ်ခင်ဗျားတို့ဟိုထွေလီကာလီပြောတာမဟုတ်ဘူးဘသူ့ကိုအင်တာဗျူးကျင်လဲဆိုတော့ဟိုတကယ်သွားဆရာဝန်တွေကိုအင်တာဗျူးကျင်တယ်သွားဆရာဝန်တွေကိုအင်တာဗျူးကျင်တာဘာဖြစ်လို့လဲဆိုတော့လူတစ်ယောက်မှာကတွင်းကအရေးအကြီးဆုံးပဲ ဒေါ်အောင်ဆန်းစုကြည်ကသွားနေနားနေတယ်တဖုံးနေမကောင်းဘူးဆိုပြီးတော့သူသားပြောထားတာလေးနှစ်လောက်ရှိတယ်အဟိုဒီမှာဟိုမောင်ကောင်းဆိုလို့ကချင်နေပါပါလာတဲ့အခါကျတော့နော်ဟိုဘယ်လိုပြောမလဲဆိုတော့ဒေါက်တာအမ်ကွန်လာလိုမျိုးဆရာဝန်ကိုကျွန်တော်မေးကျင်တယ်သွားဆရာဝန်မလို့ခင်ဗျာကဒွင်းတို့ကဒွင်းနေတဖုံးနေမကောင်းဘူးဆိုလို့ရှိလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ကအသက်80ကျော်အဖွားကြီးနော်90ကျော်အဖွားကြီးသွားတဲ့ကရွင်းနေမကောင်းဘူးဆိုလို့ရှိလို့ရှိရင်ဒီသွားတဲ့ကရွင်းနေကြောက်ဒီဟိုဥလန်းချောင်းဆိုင်ရာတွေမှာပါအ 小咖喱啊，骗、哦、人！人 er to, royalty, 就是、ia, aries, 多阿的苦力嘛，刚用呢咯。哦，man, 你阿嘛三票档的路亚来给参谋不？多阿的个人呢，不无数路西路西。哎，你多阿的个人呢，阿的比较，你姐的阿的比较。乌兰江呢，多阿路西。唐三书记啊，不问你阿的比较，多阿的个人呢，古罗没有，古没被无数路西路西。唐三书记再吃阿的不行。阿咋？到这俺刚拉路没有？这个招商也的嘛，这个都公对口双休的，个钱多少呀？回报？哎，多少呀？回报？没几？ တကယ်ကဒွိနေမကောင်းဘူးเนาะတွားနေမကောင်းဘူးတဖုံးနေမကောင်းဘူးကဒွိနေမကောင်းဘူးဆိုလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်လို့အသက်အရွယ်မျိုးနဲ့ကလေးနှစ်၅နှစ်လောက်အသက်ရှည်ဖို့ဆိုတာမလွယ်ဘူးမလွယ်ဘူးဒါဆေးပညာအရာပြောပြတာဒါပေမဲ့တစ်ချိန်လုံးခင်ဗျားတို့ပြောနေတာတော်ကြကြရင်တွားမကောင်းဘူးတော်ကြကြလို့ရှိလို့ရှိရင်တဖုံးမကောင်းဘူးတော်ကြကြလို့ရှိရင်နှခမ်းကဘောတောက်မထိုးရသေးဘူးဒီမျိုးစုံနဲ့ခင်ဗျားတို့ပုံမှန်လေးလေးပြောရင်ပြည်သူကိုလိမ့်နေတာခင်ဗျားတို့မှာဘာမှတည်င်းအချက်အလက်မှန်မှန်ကန်ကန်တစ်ခုမှရတာမရှိဘူး သတင်းအချက်အလက်မှန်မှန်ကန်ကန်တခုမှရတာမရှိတခုမှရတာမရှိဘဲနဲ့ခမားတို့ထေနာတွေမြင်နာတွေကိုပွပွလေးလေးပြောရင်စစ်တပ်ကဝါဒဖြန့်တယ်လို့ခမားတို့တွေလိုက်ဖြန့်နေတာခမားတို့အန်ယူဂျီစဆာချင်းမှာအန်ယူဂျီရဲ့ဝါဒဖြန့်ချီရေးကမျိုးရံအောင်သိအန်ယူဂျီရဲ့ဝါဒဖြန့်ချီရေးကမျိုးရံအောင်သိတို့တောင်ကိုရီးယားမှာရှိတဲ့ဒေါ်ရွှေမိုးတို့အကုန်လုံးခမားတို့တွေရှောက်ပြီးတော့ဝါဒဖြန့်တကယ်တကယ်တမ်းပုံမလေးလေးပြောရင်ခမားတို့မှာဖျဲသီးလည်းမရှိဘူးသခွားသီးလည်းမရှိဘူးခမားတို့မှာရှိနေတာသဘုတ်ဦးလေး 不比你来表演，俺有几嘛拍野的来不秀，打挂的来不秀，麦克拉的来不秀，打野的来不秀，俺那里嘛都该死的了，都不牛的，不比他秀的了，都不牛嘛，强的了，都不牛的。沙布拉带路的，都不牛的。沙布拉叫沙布拉，沙布拉带带过你不拉么的？昨天呢说比了嘛，去比了，来带六十多钱，够不？来比了的话，天天嘛不秀的了。比几几几几几几哦，比完还不要我嘛来么的？对了，泸州的男的，泸州的男的表演，阿哥，他妈比嘛，我连江老表比的稍微，稍微也少，屋里撇了。 一烧五，烧破多，我也间也落了。俺那俺俺有几多？不是那烧糯米糊，然后皮不烧五烧破烧了些，我也间也得落了。哎，我夜间也得下午在把皮拿没，对切，十八没得皮了。第十七的十天的二的毛毛说：“了再包皮毛糯米糊。”就拿第十老个不要了嘛？看别着，俺有几多？把着把着。第另一边，第春天天嘛，俺有几下来，爷也来穿他了。到家家了，洗了洗，好烫的穿来穿来一边没好啊？的，老那边没做皮了，穿它了。十的里二的，再包皮毛糯米糊，也也拿没下午了，烧来下来，就拿那么丢。 အဲ့ဒါတော့အာမမခံနိုင်ဘူးဗါလဲဆိုတော့ NUG ကိုကျွန်တော်အထင်မသေးတဲ့အထက်မှာကျွန်တော်ပါတယ် NUG ကိုအထင်မသေးတဲ့အထက်မှာကျွန်တော်ပါတယ်သူတို့ပါဇက်ကနေအကုန်လုံးလုတဲ့ဟာခင်ဗျအင်ကာဂျိုတောင်ပိမ့်ပြီးသွားတာ9ခေါက်လောက်ရှိနေပြီအဲ့ဒါကြောင့်မို့သူတို့အထင်တော့မသေးဘူးဟဲမင်းလျှောက်ပြောမနေတဲ့စစ်တပ်ကကောင်နေမောင်းမဲ့ရန်နရာကြီးတွေအကုန်လုံးသေးထည့်ပြီးသေးပေါက်ပြီးတော့မောင်းလို့ရတယ်ဆိုပြီးတော့ဖြစ်ရင်လည်းဖြစ်အောင်မှာဒါကကိုပြောလို့ရတာမဟုတ်ဘူး NUG တို့စစ်တပ်တို့ကဒီကောင်နေတော့ဟိုထွေးလီကာလီတွေလုတ်ပြောတတ်တာမရှိဘူးပကြွှေတူးမဲ့ဆိုလို့ရှိရင်လည်းအတော်ဆန်းစုကြည်ကိုထောင်ဝင်စားတွဲဖို့အတွက်ငါတို့ရွှေတူးရတာပါပြောလိုက်လို့ရှိရင်ကျွန်တော်တို့ကထမင်းထောင်ဝင်စားဖို့မဲ့ကောင် မတတ်ထားဘူးလားဆိုကိုကပြဿနာတက်အောင်မယ်သဘောပေါက်လားအတော်ဆန်းစုကြည်ကိုဟိုမှာရှင်းနေအတော်ဆန်းစုကြည်ဘက်ကအမှုလိုက်ဖို့ရှင်းနေငါ့ဖို့အတွက်ရွှေတူးတာတို့အတော်ဆန်းစုကြည်ကိုသိရမလားထောင်ဝင်စာတွဲဖို့ဟိုမလုပ်တယ်ညာလုပ်တယ်ပေါ့အလှခံရတယ်ပေါ့ဒီလိုပဲပြောလိုက်တယ်ဆိုလို့ရှိရင်ကိုရီးယားပြဿနာတက်အောင်မယ်သူတို့မှာခေါင်းစဉ်ကတက်ဖက်စရာတွေကအများကြီးပဲတော့ကြကြလို့ရှိရင်သမရာကြီးဟိုဥစားပေါ့သမရာကြီးဦးဝင်းမြေဘောကြီးလို့ပေါ့သိရမလားဘောခွဲဖို့ဘာလုပ်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါပြဿနာဟိုမှာစစ်တပ်ကကောင်တွေကလည်းမင်းအောင်လိုက်ဖျားတယ်ဖို့တို့သိရမလားတီတကူနဲ့တော်ကျူကျူထားနဲ့ယူဖို့လို့ပြောလိုက်တယ်ဆိုလို့ရှိလို့ရှိရင်ကိုရီးယားဘာမှလုပ်လို့မရဘူး ပြီးတော့ခမားတို့ပြောပြောနေတယ်ကျွန်တော်သိကျင်တဲ့ကိစ္စခမားတို့ပြောနေတယ်လူထုလူထုနစ်နာမယ်လူထုနစ်နာမယ်လူထုနစ်နာမှာဆိုလို့လမ်းပေါ်ဆွဲမတင်ဘူးဆန္ဒမပြခိုင်းဘူးအခုရောတိုက်ပွဲတွေဖြစ်နေတော့လူထုတွေမနစ်နာဘူးလားခမားတို့ပြောတဲ့လူထုဆိုတာဘယ်လူတွေကိုပါတာလဲဗမာပြည်ထဲမှာမွေးတောင်မှ NLD အဖွဲ့ဝင်မဟုတ်ရင်လူထုမဟုတ်ဘူးလားအခု NLD အဖွဲ့ဝင်တွေပါနစ်နာနေပြီအဲ့ဒါရောလူထုမဟုတ်ဘူးလားအဲ့ဒါတခုကိုကျွန်တော်သိကျင်တဲ့တိအချက်ကခမားတို့အခုဒီမှာကြည်နေတဲ့လူတွေလည်းဖြေလို့ရရင်ဖြေပေးပါ လူဒုနစ်နာမယ်ဆိုတာဘာလဲစစ်တပ်ကလည်းလူဒုကိုကယ်မယ်လူဒုကိုကယ်မယ်ပြောပြီးဘုံကျဲနေတာလူဒုကိုကယ်တာလားနောက်တစ်ချက်စစ်တပ်မှာတိတိချာချာသိကျင်တာမင်းတို့စစ်တပ်မှာမင်းအောင်လိုင်ကိုအစားထိုးဖို့စောက်သုံးမကြတဲ့ကောင်ကိုစောက်သုံးပို့မကြတဲ့ကောင်တော့မှမရှိတော့ဘူးလားဘောမတွေကိုပြောတာဒီတော့တိုင်းပြည်ကကြာလေပွန်းလေကြာလေပွန်းလေနဲ့နောက်ဆုံးကုန်းကုန်ပြောရင်ဗမာပြည်ဟာကြာပွန်းနိုင်ငံကြီးဖြစ်နေပါပြီခင်ဗျားတို့ကိုယ်တိုင်လည်းတိတိချာချာစဉ်းစားကြပါဗမာပြည်ဟာကြာပွန်းနိုင်ငံဖြစ်နေပြီလားမဖြစ်ဘူးလားနောက်တစ်ချက်ကတော့အခုဒီမှာကြည့်နေတဲ့ဗမာတွေရှိ ်မင်းရမင်း PDF ပဲဖြစ်ဖြစ်မင်းရမင်းပါသုံးလုံးပဲဖြစ်ဖြစ်မင်းရမင်း CDR ပဲဖြစ်ဖြစ်မင်းရမင်း GZ ပဲဖြစ်ဖြစ်မင်းတို့အနေနဲ့တစ်ချိန်လုံးကရှိခဲ့တဲ့မွန်ပြည်ဟိုမွန်တိုင်းပြည်ပေါ့နော်ကချင်ပြည်နယ်ပေါ့ရှမ်းရှမ်းပြည်ပေါ့ရခိုင်ဟိုအာရခနိုင်ငံတော်ပေါ့ဒီလူတွေနိုင်ငံယူမယ်ဆိုလို့ရှိရင်မင်းတို့ CDR တွေရော PDF တွေရော GZ တွေရောနော်ဗမာပါတီရကောင်တွေရောနိုင်ငံရေးသမားတွေရောအကုန်လုံးပေါ့တိုင်းရင်းသားတွေသူ့အခွင့်အရေးနဲ့အတူမိုးဆိုလို့ရှိရင်ဟန်တာဝတီနိုင်ငံတော်ကြီးသူတို့ပြန်တီထောင်မယ်မင်းတို့မှာပေးဖို့အဆင်သင့်ဖြစ်ပြီလား ရခိုင်ဆိုလဲအာအာရခနိုင်ငံတော်ကြီးပေါ့နော်သူတို့ပြန်ပြီးတော့တီထောင်မယ်ခင်ဗျားတို့ပေးဖို့အစင်းသိရှိပြီလားအာသူတို့ကတစ်ချိန်တော့လဲသူတို့သူမင်းသူချင်းနဲ့နေတာအခုမင်းအောင်လိုက်လောက်ကလွဲပြီးတော့သူတို့နိုင်ငံသူတို့ပြန်တီထောင်မယ်ဆိုငါတို့ပေးမယ်ပေါ့အဲ့လိုမျိုးခင်ဗျားတို့မှာဆန်းသရှိလားအဲ့တော့ခင်ဗျားတို့လူများတွေပြောနေတဲ့ကိစ္စလူတို့နစ်နာမယ်လူတို့နစ်နာမယ်ဆိုပြီးရှောက်ပြောနေတယ်အကုန်လုံးကနစ်နာနေတာဘာမှပို့ထူးပြီးတော့ရန်ကုန်မြို့ကြီးမီးလောင်သွားလို့လဲပို့ပြီးတော့ထူးပြီးတော့မနစ်နာဘူးမန္တလေးမြို့ကြီးအခုငလင်လှုပ်ပြီးတော့ပြက်စီးသွားတော့လဲပို့ပြီးတော့မနစ်နာတော့ဘူးအဲ့တော့ စောက်ဖို့တွေမပြောပါနဲ့တိုက်เสียရရှိရင်တိုက်ပါလှုပ်เสียရရှိရင်လှုပ်ပါစောက်ပါးစက်နဲ့ပြောရင်ငါတို့ကပါးစက်ပဲတက်နိုင်တာဟေးလက်မပါနိုင်ဘူးဆိုလဲအဲ့ဒါကြိုပြီးတော့ပြောလိုက်ပြည်သူလူထုကသူ့ဟာသူစီစဉ်သွားလိမ့်မယ်ထပ်ပြောဦးမယ်နော်ငလျင်လှုပ်တော့လဲအခုစကိုင်းမြို့ကြီးလည်းပြတ်သွားပြီမန္တလေးမြို့ကြီးလည်းပြတ်သွားပြီအဲ့တော့လူထုကအဲ့ဒီအပြက်စီးတွေစစ်တပ်ကတိုက်ဖြက်ဖြက်ငလျင်ကပဲဖြက်ဖြက်ငကားကြီးကပဲမိုင်းမိုင်းဖုံးဆရာတော်ပြောတဲ့မိုင်း3000လောက်ရှိတဲ့ငကားကြီးပဲလှုပ်လှုပ်လူထုကသူ့ကိစ္စသူရှင်းနေတာ 路途个都贵家都钱来了。如果包庇了人，你个些也遭不起了。诶，哟，NUG 个标准啊，没得代码了。代码说的是嘞，员工拿我干年底的老命嘞，员工在混蛋来着。喏，员工收下的来破叉，比如烧油叉嘛你种的啊，员工不,有没有没不,有没有不要要我们那方对嘛，我们外头话低的买少嘛，收下破的收比烧油叉的来搞你来，也来着。 င်းတို့အဲ့ဆောက်ယူထားနေတဲ့အစိုးရအဖွဲ့လဲအဲ့ရန်ကုန်သားကိုသွားကတ်နေလိုက်တော့တော်လိုင်းကြီးကမနှက်ဖန်ကြလို့ရှိရင်မင်းတို့အဲ့မှာအဖွဲ့စည်းတွေကမနှက်ဖန်ရန်ကုန်ကိုသိမ်းမယ်မင်းတို့ချက်ချင်းအဲ့မှာအစိုးရလုပ်ဖို့အတွက်စောက်ဖို့လုပ်မနေနဲ့အဲ့မဲဆောက်မှာစောက်ဖို့လေးရှောက်လုပ်မနေနဲ့သွားလိုက်တော့တခါတည်းကတ်နေလိုက်တော့ရန်ကုန်မြို့ထဲသွားနေလိုက်တော့ပြီးတော့ဗမာပြည်မှာဗမာပြည်ကကြာပွန်းဖြစ်နေပြီးစောက်ယူတွေကပုံများလာတယ်ထပ်ပြောဦးမယ်နော်ဗမာပြည်ကကြာပွန်းဖြစ်လာပြီးစောက်ယူတွေကပုံများလာတယ်အဲ့ဒီစောက်ယူတွေများတဲ့နောက်ကိုလူတို့ကလည်းလိုက်နေရတယ်ဘာလဲလူတို့ကမျှော်လင့်ချက်မရှိဘူးဖျားကိုဆူတောင်းလို့လည်းမရတော့တာသိနေတယ် အာတန်ဖုတ်တွေကလည်းငငယ်တုန်းကရခဲ့တာမဟုတ်ဘူးတန်ဖုတ်တွေဆိုတာလည်းကာကွယ်ဆေးလို့ဖြစ်နေတာတန်ဖုတ်တွေဆိုတာလည်းကာကွယ်ဆေးလို့ဖြစ်နေတယ်ဆိုတော့ဘာဖြစ်လို့ဖြစ်တာလဲကျွန်တော်ပြောပြအောင်ကာကွယ်ဆေးဆိုတာအသက်အရွယ်နဲ့လိုက်ပြီးငငယ်တုန်းကထိုးရတယ်အဲ့တော့မှအာနိသင်ရရှိတာခင်ဗျားတို့ကတန်ဖုတ်တွေငငယ်တုန်းကရတာမဟုတ်ဘူးအဲ့ကြီးတော့မှသိတယ်မှသူများရွတ်လို့လိုက်ရွတ်တာအဲ့တော့ခင်ဗျားတို့တန်ဖုတ်တွေတန်ဖုတ်တွေထောက်ဝဲတင်းစာဒေါ်တာတင်းစာတရားတကယ်တွေလုံးနေတယ်ငလီလုံးလဲလို့ကအိမ်မှာပြူသွားတယ်မြေပါပြူသွားတယ်အဲ့ဒါလည်းထပ်မပြောချင်သေးလို့ငငယ်တော့ကအဖိုးဖွားတွေစုံမထားတာရှိတယ်အကောင်လေးအစားတက်မြေမြူမဲ့နော် ရင်းတို့မိဘကိုစော်ကားတယ်ဖះကိုစော်ကားတယ်မြေမြိုပြီးသေမယ်နော်အခုဒါဆိုမြေမြိုပြီးတော့သေသွားတဲ့သူတွေကမိဘကိုစော်ကားလို့လားဖះကိုစော်ကားလို့လားတန်ခါကိုစော်ကားလို့လားမင်းအောင်လိုင်ကိုစော်ကားလို့လားဒေါ်အောင်ဆန်းစုကြည်ကိုစော်ကားလို့လားအဲ့ဒါဆိုငင်းချောင်းကမြေမြိုတဲ့ထဲမှာမပါဘူးနော်ထပ်ပြီးတော့ပြောဦးမယ်နော်ငငယ်တုန်းကကျွန်တော်တို့ကိုပြောထားတယ်နင်အမေကိုခံမပြောနဲ့အစာတသက်မြေမြိုမယ်နော်နင်တို့အစာတသက်တွေမြေမြိုမယ်နော်နင်တို့ဖုန်းကြီးတွေကိုမပြောနဲ့နော်တီတကူကြီးကိုသွားမထိနဲ့နော်ဝီယာသူကိုမထိနဲ့နော်မြေမြိုမယ်နော် နင်တို့အုတ်ချုပ်နဲ့ဒေါအောင်ဆန်းစုကြည်လိုမျိုးသူတော်ကောင်းကြီးတွေကိုသွားမထိနဲ့နော်မြေမြုံမယ်နော်ဒါဆိုလို့ရှိရင်အခုမြေမြုံတဲ့လူတွေကအခုမြေမြုံတဲ့လူတွေကမိဘကိုစော်ကားလို့တန်ဃာတွေကိုစော်ကားလို့ဖခင်တွေကိုစော်ကားလို့ဒေါအောင်ဆန်းစုကြည်ကိုစော်ကားလို့ပေါ့ညီညာတော်အစ်စေဘက်နော်အခုအိမ်မှာအိမ်မှာနေနေတာနော်ကြည်တဲ့လူတွေလည်းအခုဒီတိုင်းကြည်နေတာနော်သူတော်ကောင်းတွေကကြည်နေတယ်မြေမြုံတဲ့ထဲမှာမပါဘူးနော်အဲ့တော့စောက်ယူထားနေတဲ့ဘာသာရေးစောက်ယူထားနေတဲ့ကောင်တွေရောရှေးရိုးစွဲတွေနဲ့စောက်ယူထားနေတဲ့ကောင်တွေရောဗမာတွေရဲ့မဟုတ်ကဟုတ်ကပုံလိုပတ်စာတွေပြောပြီးစောက်ယူထားနေတဲ့ကောင်တွေရော အဲ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့ကတိုက်ဖြတ်ရမှာကျွန်တော်ထပ်ပြောဦးမယ်နော်ဗမာပြည်မှာအဲ့လိုမျိုးစောက်ယူငကားပြောငကားမဟုတ်ဘူးပြောရင်မိုင်းဖုံးစီရတော်ကြီးပြောတာမှားသွားလို့အဲ့ဒါငကားမဟုတ်ဘူးတီကောင်ပဲရှိသေးတယ်မိုင်း၃00လောက်ကတီကောင်ပဲရှိသေးတယ်မိုင်းဖုံးစီရတော်ကြီးအဲ့မှာစကားမပြီးရှမ်းရှမ်းလို့ပဲပြောနေတော့စကားသိမ့်မပြီးလို့သူပြောတာတီကောင်ပြောတာအမှန်ငကားဆိုလို့ရှိရင်မိုင်း၃00လောက်ဖြစ်သွားမှာခဏထားလိုက်အောင်အဲ့တော့ဗမာပြည်သူလူထုကကိုကိုတိုင်းတည်တည်ချာချာတီးဖို့လို့ငါတို့ကလူထုဖြစ်နေတယ်ငါတို့ကနစ်နာနေတယ်ငါတို့ပေသွားရင်တော့မှငါတို့ရဲ့ဘယ်လိုပြောမလဲဆွေစဉ်မျိုးဆက်ပေါ့ သားသမီးတွေအကုန်လုံးထပ်ပြီးတော့နစ်နာအောင်မယ်ငါတို့ဘတော့မှအသိမဖြောက်ဘူးငါတို့အသိဖြောက်မှုအတွက်ဆိုရင်တိုင်းပြည်မှာအစိုးရကောင်းကောင်းပေါ်ဖို့လိုတယ်အစိုးရကောင်းကောင်းပေါ်ဖို့လိုရင် NUG ကိုလည်းတိုက်ဖို့လိုတယ်စစ်တပ်ကိုလည်းတိုက်ဖို့လိုတယ်အဲ့စောက်ယူထားပြီးတော့ပါတီကြီးဟိုရွက်တော့ပွဲဝင်မယ်ဆိုတဲ့အီလိုးတွေကိုလည်းတိုက်ဖို့လိုတယ်ဆိုတဲ့ဟာကိုပြည်သူလူထုသိအောင်ကျွန်တော်တို့ကရှင်းရှင်းလင်းလင်းပြောဖို့လိုတယ်အဲ့တော့ဗမာပြည်မှာရှိနေတဲ့ပြည်သူလူထုနိုင်ငံရခြားမှာရှိနေတဲ့ဗမာနိုင်ငံသားတွေအားလုံးဟာနစ်နာနေကြတဲ့သူတွေပဲလို့ပြောရင်းနဲ့ဏိကုံးချုပ်ပါတယ်ပြီးသွားလို့ရှိရင်မနှက်ဖန်အစီအပြေတဲ့ဟိတ်ဆိုကျွန်တော်ခင်ဗျားတို့ဟင်းတာ900ဇက်နဲ့ကောက်ချက်ဆွဲတဲ့ကိစ္စကျွန်တော်ရှင်းပြမယ် ဟင်းသာကိုတောင်ဇက်ဆိုလို့ရှိရင်လူတွေကဇက်တူသားစားလို့ဇက်တူသားစားလို့မင်းတို့စောက်ဖို့ပြောနေတဲ့ဗထောင်းစားတွေအဲ့ဒီကောင်တွေတိတိချာချာကျွန်တော်ရှင်းပြပေးပါဦးမယ်မနက်ဖြန်ကျရင်ကျွန်တော်လက်ထပ်ပြီးတွေ့ကြသေးတာပေါ့ဗမာပြည်မှာရှိနေတဲ့လူတွေဗမာပြည်မှာရှိနေတဲ့ပြည်သူလူထုအကုန်လုံးနိုင်ငံရခြားမှာရှိနေတဲ့ချင်းတစ်ချောင်းနဲ့လမ်းလျှောက်နေတဲ့ဗမာပြည်မှာမွေးတဲ့လူတွေအကုန်လုံးကျွန်တော်တို့အားလုံးဟာနစ်နာနေကြတဲ့သူတွေကြီးပါပဲကျွန်တော်တို့နစ်နာတယ်နစ်နာတယ်မပြောပါနဲ့ကျွန်တော်တို့အနစ်နာခံနိုင်တယ်ခင်ဗျားတို့တကယ်တိုက်မလားမတိုက်ဘူးလားဆိုတာကိုတက်တည်ပြကြပါပြောရင်လည်းဒီ live ကိုဒီကုန်းချုပ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်